အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့တတိယဖော်ကောင်း channel ကနေပြီးတော့ဒီကနေ့မှပြန်လေးကြိုဆိုပါရခင်ဗျာဒီကနေ့မှကျွန်မေးဆွေကျွန်တော်ပြန်လေးမျှဝေပြီးတော့တင်ဆက်ပေးခြင်းတာကတော့လာမယ့်ကျွန်တော်တို့16ရက်17လပိုင်း2025မှာထွက်မယ်ကျွန်တော်တို့တတိယကိုဒီနေ့ပါကျွန်မေးဆွေတို့အကောင်းဆုံးဖန်တီးထားတဲ့ cycle ကိုပြန်လေးပြီးတော့ကျွန်မေးဆွေတွေကိုကျွန်တော်မျှဝေပြီးတော့တင်ဆက်ပေးခြင်းနဲ့ ဒီနေ့မှလည်းကျောင်းမိတ်ဆွေတို့ကျွန်တော်ရင်ကပေးထားတယ်ပေါ့နော်ကျွန်တော်တို့ဒီ site ကနေပြီးတော့ကျွန်တော်တို့ကပေးထားတာ8699896ဆိုပြီးတော့ကျွန်တော်တို့ trailer တာ898တိုင်းမဲ့899ဆိုပေးထားဖြစ်တဲ့အတွက်တွေ့ရမယ်လို့ထင်ပါတယ်ပြရကြသေးတယ်ရတဲ့သူတွေကျွန်တော်တို့ဗီဒီယိုအစားလေးဖြစ်ဖို့တောင်းဆိုချင်တယ်ဒီနေ့ကလည်းကျွန်တော်တို့ဒီပုံစံနဲ့ပြီးတော့နောက်ထပ်ထူကြတဲ့ site နဲ့ site ကိုပုံစံမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ဒီနေ့မှကျွန်တော်တင်ဆက်မဲ့ဒီ3ကံပုံစံကိုမတင်ဆက်ပေးခင်ကျွန်တော် YouTube channel ဖြစ်တဲ့ 3D ဟောကောင်ကိုလည်း subscribe ဆိုတဲ့နေအောင်စာတမ်းနဲ့တွေ့ပေးတာခေါင်းလောင်းလေးကိုပတိယသိင်တီးခဲ့ပြီးသိချင်တယ်။ဒီနေ့မှာကတမူထူချားတဲ့ကဏ္ဍနဲ့ကျွန်တော်ပေါက်ဆက်ပြီးကဏ္ဍကောင်းတစ်ပွဲကိုထုံထုံမယ်။ချောင်းမေဆွေနဲ့ချိန်တွေ့မယ်ဆိုင်လေးဖြစ်မယ်လို့ထင်တယ်။ဒါကြောင့်ကျွန်တော်ဗီဒီယိုလေးနေရှိပိုင်းနဲ့တောင်းပါတယ်။ဒီနေ့မှာအကောင်းဆုံးကြိုးစားပြီးတင်ဆက်မှာဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုလည်းကျွန်တော်မေဆွေလေး စောစောကြည့်ရှုစေချင်ပါတယ်။အရင်ဆုံးနေကျွန်တော်မိတ်ဆွေကျွန်တော်တင်ဆက်ပေးမှာကတော့ဒီမှာမြင်တွေ့တဲ့အတိုင်းပဲကျွန်တော်ကဒီ96 396ရေးပြီးတဲ့89ရှိတိယူထားတယ်။အဲ့ဒီမှာတစ်ဆင့်ကျွန်တော်မိတ်ဆွေတို့ကျွန်တော်ဟာခဏလေးကိုပေါင်းဆက်ပြီးထုံထုံမယ်။အရင်ဆုံးနေကျွန်တော်တို့ကဒီမှာ66ပေါင်းခြင်းဒီကျွန်တော်တို့ကနှစ်ကိုယူတယ်။ပြီးရင်94ပေါင်းခြင်းဒီကျွန်တော်တို့ကကိုကိုယူတယ်။ 36ပေါင်ခြင်းကလည်းကိုယ့်ဝယ်ယူပြီးကဏ္ဍလေးတွေကျွန်တော်တို့လည်းဒီလိုတည်တည်ပြပောင်းယူအောင်မယ်။ဒီမှာလည်းကျွန်တော်တို့69ပေါင်ခြင်းကတော့9 4ခုပေါင်ခြင်းကတော့တကိုရရှိပြီးတော့68ပေါင်ခြင်းဒီကျွန်တော်တို့ဒီမှာလေးကိုပေးတဲ့ပုံစံလေးကိုမြင်တွေ့နေရတယ်။အခုထပ်ပြီးတော့ထုံထုံမှာကလည်းကျွန်တော်တို့ဒီမှာ86ပေါင်ခြင်းဒီလည်း4 9ပေါင်ခြင်းဒီလည်း6 ကိုချောက်ပေါင်ခြင်းကလည်းငါဆိုပြီးတော့ကနေရီကဒီလိုတည်တည်ရရှိပြီးတော့ကျွန်တော်မိတ်ဆွေတို့ကျွန်တော်ကမှဒီကတစ်ဆင်ပေါ့နော်လာမယ့်ကျွန်တော်16ရက်နေ့အတွက်3ဒီကိုအကောင်းဆုံးကြိုးစားပြီးတော့တကွက်ကောင်းဖြစ်အောင်ကြိုးစားတက်ဆက်မှာဖြစ်တယ်ဒီဆက်ကတော့လာမယ့်တာကျွန်တော်တို့ဒီ16ရက်စတလာဘိုင်မှာထွန်းမယ်3ဒီရဲ့ site ဖြစ်တယ်68ပေါင်ခြင်းကတော့ကျွန်တော်တို့ဒီမှာ၄ကိုကိုပေါင်ခြင်းကတော့၈68ပေါင်ခြင်းဒီ၄ဆိုပြီးတော့ကနေရီဒီလိုတည်တည်ရရှိတယ်အဲဒီကမှတစ်ဆင်ကျွန်တော်မိတ်ဆွေတို့ကျွန်တော်က လုံပိုင်းนี่အကောင်းဆုံးတွေယူရချဲပြီးတော့มาပြီးဆုံးပြီးတတ်ပေါ့เนาะခဏကောင်းတစ်ပွဲကိုထုံလို့သွားมาဖြစ်တယ်ဟုတ်ကဲ့အရင်ဆုံးနေကြုံမိစေတယ်ခဏကြာပုံလေးကိုအရင်ဆုံးကြည့်ကြအောင်ခင်ဗျာအရင်ဆုံးခဏကြာပုံကတော့ကြုံမိစေတယ်ဒီအတိုင်းပဲကျွန်တော်တို့မှာရှိတယ်6ရက်2ရက်9ရက်9ရက်ကိုပေါင်းလိုက်တယ်ပေါ့เนาะကျွန်တော်တို့ကဒီမှာ 6နှစ်ကိုကိုပေါင်ခြင်းကိုယူတယ်6နှစ်ကိုကိုပေါင်ခြင်းကကျွန်တော်တို့ဒီမှာပါရလဲကျွန်တော်တို့ဒီเนาะ6နှစ်ကိုကိုပေါင်ခြင်းဒီကျွန်တော်တို့ဒီနေရာမှာပါရတယ်6ဆိုပြီးတော့ရရှိတယ်အဲ့ဒီ6ကိုကျွန်တော်တို့နောက်တစ်ဆင့်နဲ့နှစ်ခါချင်း6နှစ်ခါဒီပါရတယ်ကိုကိုရတယ်အဲ့ဒီကိုဒီပါပြတ်ထွက်မှာ3ဒီမှာကျွန်တော်တို့ကထိတ်စီ sorry ကျွန်တော်လုံးပိုင်းဆင်ရမှာပေါ့เนาะဒီ site ကကျွန်တော်တို့6လေး6ပြီးရထွက်ထားတယ်9ခွန်8ကိုပြဒီတော့ဒီကိုယ်ခွင့်ရှိပြီးပါထွက်ထားတယ်6 9 8 6ကိုပြပြီးတော့ဒီ site ကကျော်မိတ်ဆွေတဲ့လာမယ်ဒါကတော့လာမယ်ဒါကျွန်တော်တို့6ကိုရှိအပင်ကိုကြာပြီးတော့ဗောနော်လာသည်16 17ပိုင်း2025အတွက်ပင်ကိုဖြစ်တယ်ဒီမှာကျွန်တော်တို့ဟာကိုသည်လုံပိုင်ဆိုတော့ကျွန်တော်တို့ကကိုလုံပိုင်လေကျွန်တော်မိတ်ဆွေတဲ့ရရှိပြီးဖြစ်တယ်သုံးလုံးပေါင်းချင်းကိုနှက်ခတ်မှုလုံပိုင်ပြင်ကြပုံစံနဲ့ကျွန်တော်ကတောက်လျှောက်ဗောနော်လာမယ်16ရက်17ပိုင်းအတွက်ကျွန်တော်တို့က 3D ကိုဒီပုံစံနဲ့ရှာဖွေပြီးအကောင်းဆုံးဖန်တီးထုံထုတ်သွားမှာဖြစ်တယ် ကျွန်မိတ်ဆွေလည်းအားရချင်တယ်ပဲစိုက်ဖြစ်မယ်လို့ယုံကြည်တယ်။ပြီးလည်းကျွန်တော်တို့နောက်တစ်ဆိုင်နောက်ဆိုင်ရဲ့ကျွန်တော်တို့ဒီမှာရှိတဲ့9ရဲ့9ရဲ့10ရဲ့4ရဲ့ကိုပေါင်းတယ်95 4လေးပေါင်းခြင်း95 5ပေါင်းခြင်းဒီလေးလေးနဲ့တင်းနဲ့ပေါင်းခြင်းဒီ5 5နဲ့4နဲ့ပေါင်းခြင်းဒီကျွန်တော်တို့ဒီမှာပါရတယ်9ဆိုပြီးတော့ကျွန်တော်တို့ကဟေ့ရရှိတယ်အဲ့ဒီ9ကိုနှစ်ခါချိန်ပါရ9ရဲ့နှစ်ခါတီး6ကိုရရှိတယ်အဲ့6ဒီပါပြီးပါဖြေရမယ်ဒါပေမဲ့3ဒီမှာလုံးပိုင်းဆိုတော့6 9 6ပါ6လုံးပိုင်းလေးဆင်းတယ် เนาะကြည်ရတဲ့ရှင်ပဲထင်ပါတယ်ရန်ကိုထူးထူးခြားခြားလေးနဲ့ရရှိထားတဲ့ site ဖြစ်တယ်ပေါ့เนาะဒီပုံစံနဲ့ကျွန်တော်ကလုံးပိုင်ကိုတော့ရှောက်ရှားဖွေးသွားမယ်ပြီးနေနောက်တစ်ဆိုင်နောက်ဆက်ကလေးကျွန်တော်ဒီမှာရှိတဲ့6ရေ4ရေ6ရေ5ရေပေါ့လေ6လေးပေါင်းကြီးက3ရေ6 5ပေါင်းကြီးတည်တူ3ရေတည်ပေါင်းကြီးဒီကျွန်တော်တို့ဒီမှာတည်ဆိုပြီးတော့ရရှိတယ်အဲ့ဒီကိုနောက်ခက်ချင်းပါရတယ်8ဆိုပြီးရရှိတယ်အဲ့8ဒီပါပြရမထွက်မဲ့3ဒီမှာ ရှစ်လုံးပိုင်းဆိုကျွန်တော်ဒီမှာရှစ်ကိုရှစ်မှာရှစ်လုံးပိုင်းဆိုကျွန်တော်ကပေးလိုက်တယ်ပေါ့နော်ဒါကြောင့်မလို့ရှစ်တလုံးအကောင်းဆုံး ਨੇ လာမယ်16ဒီတရက်နေ့မှာရရှိပြီးတော့အခုကတော့လာမယ်16ရုပ်ပြင်ဆင်သွားမှာဖြစ်တယ်6နှစ်ကိုကိုပေါင်ခြင်းက6 6နှစ်ခက်ကိုကိုလုံးပိုင်းငါကိုတလေပေါင်ခြင်းဒီကျွန်တော်ကဘာရလဲကိုကိုနှစ်ခက်6 6ကို6မှာ6လုံးပိုင်း6 4 6တိပေါင်ခြင်းက1တိနှစ်ခက်8 8ကို8မှာ8လုံးပိုင်းဆိုပြီးတဲ့ပုံစံရရှိသွားတယ် ခုထပ်ပြီးထုံးပါသည်လာမယ့်ဒါကျွန်တော်တို့16ရက်ဆက်လာ2025မှာထုံးမသိဒီရဲ့လုံပိုင်းကိုထုတ်ပေးတော့မယ်အဲ့ဒါကလည်းကျွန်တော်ဒီမှာရှိတယ်ရှိရဲ့၄ရဲ့ရှိရဲ့၄ရဲ့ကိုပေါင်းမယ်ရှစ်လေးပေါင်းခြင်းက2နှစ်နဲ့ရှစ်နဲ့ပေါင်းခြင်း3ညာ3ညာနဲ့၄နဲ့ပေါင်းခြင်းကတော့လေးကိုပေးပြီးဖြစ်တယ်။အဲ့ဒီ၄ကိုနောက်ခက်ချိန်ပါရဲ့။နှစ်ဆိုပြီးတော့ရရှိတယ်။နိုင်နေသေးပါဖေးရမထွက်မဲ့3ဒီမှာနှစ်လုံးပိုင်ဆိုပြီးဆင်းရတော့မှာဆိုတော့ရရှိထားတဲ့နှစ်ဒီလာမဲ့တာကျွန်တော်တို့16ရက်စတလာ2025အတွက်လုံးပိုင် ဖြစ်သွားပြီ။ ဟုတ်ကဲ့အခုဆိုရင်ကျောင်းမိတ်ဆွေတွေမြင်တွေ့တဲ့အချိန်ပဲနှစ်တလုံးကတော့ထူးထူးခြားခြားနဲ့ရရှိပြီးခြိုက်တွေ့မဲ့ဆိုင်ဖြစ်လိမ့်မယ်လို့ထင်တယ်။ဘုဇုံတို့ကျွန်တော်ပထမအလုံးပိုင်းမူလေးပြီးပြီဆိုတော့နောက်ထပ်ဒုတိယဆိုင်အလုံးပိုင်းလေးကိုထပ်ကြည့်မယ်။ဟုတ်ကဲ့နောက်ထပ်ဒုတိယဆိုင်လုံးပိုင်းကဘယ်လိုသွားတယ်လဲဆိုရင်ကျွန်တော်ဒီမှာရှိရ6ရက်6ရက်ကိုကျွန်တော်ကခေါပောင်းလေးပောင်းလိုက်တယ်66 sorry ကျွန်တော်ပောင်းပါဒီဒီ6ကလေးကိုကျွန်တော်လည်းပောင်းပါဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီလိုလေးပါ66ပောင်းခြင်းကိုပဲယူมาဖြစ်တယ်66ပောင်းခြင်း နော်6 6ပေါချင်းကလည်းကျွန်တော်တို့ဒီမှာပါရလဲကျွန်တော်တို့ကနှစ်ဆိုပြီးတော့ရရှိတယ်အဲ့ဒီနှစ်ကိုကျွန်တော်တို့ကဘာလို့ပါဝါချင်းနေရပါဝါဒီပါရလဲခွန်ဆိုပြီးရရှိတယ်အဲ့ဒီခွန်ဒီပါဖြစ်ရမယ်ထွက်မဲ့တတိမှာလုံးမဲ့ထဆင်းရမယ်ဒီမှာကိုခွန်ရှင်းပါခွန်လုံးပိုင်းနော်6 6ပေါချင်းကနှစ်နှစ်ရပါဝါခွန်ခွန်လုံးပိုင်းဆိုပြီးကိုခွန်ရှင်းပါရရှိသွားတယ်ဒီပုံစံနဲ့ပဲလုံးပိုင်းနော်စိတ်ကိုလာမယ့်ကျွန်တော်က16ရက်17ရက်2025တော့ဒီပုံစံလေးပဲရှာဖွေပြီးတော့ထပ်မှတ်ပြီးတော့ ကောင်းဆုံးတင်ဆက်အောင်မယ်နောက်ဆုံးမှာတော့ခဏကောင်းတစ်ခွက်ကိုတွေ့ဆက်ပေးသွားမှာဖြစ်တယ်ဟုတ်ကဲ့ပြီးရင်ကျွန်တော်နောက်တွေ့ဆက်နောက်ဆက်တည်းကျွန်တော်ဒီမှာရှိရ6ရဲ့7ရဲ့ကိုပေါင်းတယ်68ပေါင်းရင်68ပေါင်းရင်ဒီပါရတယ်6ကိုပေးတယ်အဲ့ဒီ6ကိုပါဝါချိန်ပါရတယ်9ကိုပေးတယ်အဲ့ဒီကိုဒီပါဖျက်မထွန်းမယ်3ဒီမှာလည်းလုံးပိုင်ဆိုတော့6 9 6မှာကိုလုံးပိုင်ဆင်းသွားပြီနော်ရန်ကိုလာလာပပနဲ့ရရှိတယ်လုံးပိုင်မှုဖြစ်တယ်ပြီးရင်နောက်ဆက်နောက်ဆက်ကြည့်ကြတော့ဒီမှာရှိရ7ရဲ့ 6ရဲ့ပေါင်းခြင်း6ပေါင်းခြင်း6ပေါင်းခြင်းဒီလေပါရတယ်၄၄ကိုပါပါချင်းကြီးပါရတယ်9ဆိုပြီးရရှိတယ်အဲ့ဒီကိုဒီပါပြရထွက်မဲ့တဲ့ဒီမှာလုံးပိုင်ဆိုတော့9လုံးပိုင်ဆို8 9ရှင်းမှာကျွန်တော်တို့ကပေးသွားတယ်ဒါကြောင့်မို့ကျွန်တော်8ကိုအတွဲကအကောင့်ဆုံးရရှိထားတယ်အဲ့တော့မှကျွန်တော်နောက်ထပ်9တလုံးနဲ့ထပ်ကတ်လိုက်တယ်ပေါ့နော်ဒါကြောင့်မို့လို့ထူးခြားခြားလေးနဲ့ရရှိထားတယ်ပြီးရင်ကျွန်တော်ဒီမှာ66ပေါင်းခြင်းကနိနိပါဝါခွန်ကိုကိုရှင်မှာခွန်68ပေါင်းခြင်းက၄၄ပါဝါ9 69 6မှာ9 ရှစ်၆ပေါင်းချင်းက၄၄ပါဝါ၉၈၉၈ရှင်မှာကိုလေးထိုင်ပေးပြီနော်အခုဆိုရင်ကျောင်းမိတ်ဆွေတွေကျွန်တော်ကလာမဲတာ၁၆ရက်၁၆ပိုင်း၂၀၁၅မှာ23ဒီရဲ့လုံးပိုင်ကိုထပ်ထုတ်ပြီးတော့အဲ့ဒါဒီကျွန်တော်ဒီမှာရှိတဲ့ကျွန်တော်က6ရက်7ရက်ကိုပေါင်းတယ်6 8ပေါင်းချင်း6ပေါင်းချင်းဒီပါရတယ်၄ပဲနော်အဲ့ဒီ၄ကိုပေါ်ပါချင်းလေးပါရတယ်ကျွန်တော်တို့က9ဆိုပြီးတော့ထပ်ရတယ် အဲ့ဒီကိုဒီလာမဲ့တာကျွန်တော်တို့16ရက်16ရက်2025မှာထွက်မဲ့ 3D ရဲ့ကျွန်တော်တို့ကလုံးဝအထက်ဖြစ်တယ်။အခုဆိုကျွန်တော်တို့ကဒီမှာနှစ်လုံးပိုင်း၉လုံးပိုင်းဆိုပြီးထူးထူးခြားခြားလေးနဲ့ရရှိသွားတယ်ပေါ့နော်။ကျွန်တော်မိတ်ဆွေလေးအားရစရာစိတ်ကလေးဖြစ်လိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်ထားတယ်ခင်ဗျာ။နော်။၄ power ကို၄ power ကိုနဲ့အရန်ကိုလှပနေပါတယ်ခင်ဗျာ။နော်အခုဆိုရင်ကျွန်တော်တို့ကကိုတလုံးအားလေးထပ်ပြီးတော့လာလေးဦးမယ်မျော်လေးနဲ့ ကိုတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်မှာထပ်ပေးလိမ့်မယ်လို့ကျွန်တော်ယုံကြည်ထားတယ်ခင်ဗျာဟုတ်ကဲ့အခုဆိုရင်ကျွန်တော်မိတ်ဆွေအတွက်ကျွန်တော်လုံးပိုင်းနှစ်ဆိုင်ကိုထူးထူးခြားရလေးလေးရရှိသွားပြီဖြစ်တယ်ဟုတ်ကဲ့ပြီးရင်ကျွန်တော်နောက်ထပ်ဒုတိယဆိုင်လုံးပိုင်းပြီးတော့တတိယဆိုင်လေးကိုထပ်ပြီးတင်ဆက်ပေးဦးမယ်ခင်ဗျာဟုတ်တတိယဆိုင်ကလည်းကျွန်တော်ဘယ်လိုသွားတလဲဆိုရင်ကျွန်တော်ဒီမှာရှိတယ်3ရက်ကျွန်တော်ဒီမှာရှိတယ်ကျွန်တော်က4ရက်ကိုကျွန်တော်ဆက်ပေါင်းမယ်3 4 6 နော်3 4 6ပေါင်ခြင်းကကျွန်တော်ဒီမှာပါရတယ်3ဆိုပြီးတော့ရတယ်အဲ့3ကိုပေါ်ပါချိန်ပါရတယ်8ဆိုပြီးရရှိတယ်အဲ့ဒီ8ဒီပါဖရားမထုံးမသိဒီမှာလုံးပိုင်းဆိုတော့9ခု8ပါကျွန်တော်တို့က9ခု8ဆိုပြီးတော့ကျွန်တော်တို့ထဲကလေးကျွန်တော်ကလုံးပိုင်း3 site ကိုပေးလိုက်တယ်ပေါ့နော်နော်အခုဆိုရင်တော့ကဏ္ဍပုံစံဖြစ်ပေါ်လာပုံကိုကျွန်တော်မိတ်ဆွေတွေသိရှိနားလည်ပြီးဖြစ်တယ်ဒီပုံစံနဲ့ပဲကျွန်တော်တောက်လျှောက်ပေါ့နော်နောက်ထပ်လုံးပိုင်းအကောင်းဆုံးကိုလည်းလာမယ့်16 17လပိုင်းတွေထပ်မံပြင်ဆင်သွားမှာဖြစ်တယ် အပိနေနောက်ဆက်နောက်ဆက်စီကိုကျွန်တော်ဒီမှာရှိတယ်6ရက်ကျွန်တော်ဒီမှာရှိတယ်ခွန်ရှိရေကိုပေါ့မယ်6 9 10 6 9ပေါင်းခြင်းတွေပါရတယ်တေဆိုပြီးရတယ်တက်ကိုပေါ့ဝါချင်းလည်းပါရတယ်ကျွန်တော်တို့က6ဆိုပြီးတော့ရတယ်ခင်ဗျာအဲ့ဒီ6ဒီပါဖြစ်ရမယ်ကျွန်တော်ထွက်မဲ့3ဒီမှာလုံးမယ်ဆိုပြီးဆင်းရမှာဆိုဒီမှာ6ထဆင်းတယ်ပေါ့နော်ဒါကြောင့်မလို့6 9 6မှာလည်း6 9 6ဆိုပြီးဆင်းတယ်ဒီမှာလည်း9 9 10 ီမှာလဲ696ဆိုပြီးတော့ကျွန်တော်ကဒေဒီပေးပုံစံနဲ့တောက်လျှောက်ဆင်းပေးနေတာဖြစ်တယ်။ခုထပ်ထုံးမှာကလည်းကျွန်မိတ်ဆွေတဲ့ပြီးခဲ့တဲ့လမှာအကောင်းဆုံးဖြစ်ထွန်ခဲ့တဲ့ကျွန်တော်တို့စိုက်လေးထပ်ပြသပေးမယ်။အဲ့ဒါကလေးကျွန်တော်ဒီမှာရှိတဲ့ကိုကိုဒီမှာရှိတဲ့ကိုရဲ့6ရုပ်ပေါင်းတဲ့996ပေါင်းခြင်းကိုကိုပေါင်းခြင်းဟာ6နဲ့6နဲ့ပေါင်းခြင်းကလည်းပါရတယ်။၄ဆိုပြီးတော့ပေးတယ် အဲ့ဒီလေးကိုပါဝါချိန်နေပါရကိုးဆိုပြီးရအဲ့ဒီကိုးမှလည်းကျွန်တော်တို့ထွန်မဲ 3D လုံးပိုင်းထပ်ဆင်ရမှာဆိုပြီးတော့ကျွန်တော်က၈ကိုကိုးဆိုပြီးတော့ပေးလိုက်တာကျွန်တော်တို့ဒီမှာ၈ကို၈ဆိုပြီးတော့တူပုံစံနဲ့ရရှိသွားတယ်။ဒါမဲ့ဒီဆိုင်မှာတော့ကျွန်မေးဆွေးတဲ့လူကျွန်တော်တို့မဖြစ်အောင်နောက်ထပ်တစ်ဆိုင်နဲ့ပေါက်ဆက်ပြီးခဏကောင်းကိုကျွန်တော်ကထပ်ပြသသွားမှာဖြစ်တယ်။ဒါတော့မှသည်လာမဲ့တာကျွန်တော်တို့၁၆ရက်စက်တာပိုင်း2025မှာထွန်မဲ 3D ရဲ့ကျွန်တော်မေးဆွေးတွေအတွက်နောက်ထပ်လုံးပိုင်းဖြစ်တယ်။ဒါဒီနဲ့ကျွန်တော်တို့ဒီမှာရှိတဲ့6ရက် ကျွန်တော်ဒီမှာရှိရ6ရက်6969 6ပေါင်းတယ်69ပေါင်းခြင်းကတော့ကျွန်တော်တို့ဘာရလဲ9 9နဲ့10နဲ့ပေါင်းခြင်းကတော့3ဆိုပြီးတော့ကျွန်တော်တို့ရရှိပြီးဖြစ်ပါတယ်ခင်ဗျာအဲ့ဒီ3ကိုပါဝါချိန်ပါရ3ရက်ပါဝါ8ဆိုပြီးပြီးတယ်အဲ့ဒီ8ဒီပါဖြစ်ရမယ်ထွက်မဲ့3ဒီမှာကျွန်တော်တို့က နော်လုံးပိုင်ဆိုပြီးဆင်ရမယ်ဆိုတော့ကျွန်တော်ဒီမှာ298ဆိုပြီးတော့ကဏ္ဍ၃လုံးအောင်တော့လာမယ်ကျွန်တော်တို့16ရက်17လ2025အတွက်ရရှိသွားပြီးဖြစ်တယ်ခင်ဗျာရန်ကုန်ဒူဒူချာချာလေးနဲ့ရရှိထားတာဆိုတော့ကျွန်တော်မိတ်ဆွေတွေအတွက်ကြိုက်နေတဲ့မယ်ကျွန်တော်တို့ကဏ္ဍနေဖြစ်မထင်းနဲ့တကယ်လို့ကျွန်တော်မိတ်ဆွေတွေကြည်ကဏ္ဍ၃လုံးကိုဘယ်လိုတွေ့ဆက်မယ်ဆိုတာလေးကိုလည်းကျွန်တော်ရဲ့ခေါမန်ကလေးမှာကျွန်တော်တို့ချင်းချင်းပြန်လဲပြောဆိုပြန်ဝေသွားလို့ရတယ်ဒီမှာကတော့ကဏ္ဍကတော့ကျွန်တော်တို့ဒီမှာ သုံးလုံးကိုရရှိသွားပြီဖြစ်တယ်။နောက်ထပ်မေတ္တာလက်ဆောင်လေးနဲ့ကြောမိတ်ဆွေတွေကိုကျင်တော့ကကနန်းအကောင်းဆုံးကနန်းတောက်ထက်တစ်လုံးနဲ့ထပ်ပြီးတော့တင်မိတ်ဆက်ပေးအောင်မယ်ခင်ဗျာ။ဟုတ်ကဲ့ကျွန်တော်တို့နောက်ထပ်တစ်ဆိုင်လေးကိုကြည်ပြီးတော့ကြောမိတ်ဆွေတွေအကောင်းဆုံးကနန်းကိုပြန်လဲတွေ့ဆက်မှာဖြစ်တယ်ခင်ဗျာ။ဟုတ်ကဲ့အခုစဉ်ကျွန်တော်တို့ကလုံးပိုင်း တုံးဆိုင်နဲ့ခဏတလုံးကိုရရှိပြီဒါပေမဲ့ချွန်မိတ်ဆွေတွေမပြီးသေးဘူးကျွန်တော်ကဒီခိဆိုင်လေးနဲ့နောက်ထပ်လုံးပိုင်ကိုထပ်ပြီးတော့ချွန်မိတ်ဆွေတွေထုံထုံပြီးတော့ပေါ့နော်ကျွန်တော်မိတ်ဆွေတွေအတွက်အကောင်းဆုံးဖြစ်အောင်ကျွန်တော်ကထပ်မှပြီးတော့တိဆက်ပြုံးမယ်ကျွန်တော်ဒီကဏ္ဍလေးနဲ့ချွန်မိတ်ဆွေတွေရရှိလာမယ်နော်ကဏ္ဍကောင်းတစ်ခွဲကိုထပ်ပြီးတိဆက်ပြေးခြင်းနဲ့ဟုတ်ကဲ့ ဲ့ဒါဆိုကျွန်တော်ဆက်ပြီးကြည့်အောင်ကျွန်တော်ဒီမှာကတော့ကျွန်မိတ်ဆွေတွေမြေတွေ့တိုင်းပဲခဏကဒီရှစ်သုံးလုံးဒီဘာရရတယ်လဲဆိုတော့လေးပြောခြင်းနဲ့ဒါကတော့3 5 6ကနေပြီးတော့ကျွန်တော်ဒီမှာ8 9 8ချားတဲ့တီရေးထားပေးမယ်ဒီသုံးလုံးဒီကျွန်တော်ဒါ9 3 6 3 5 3 3 5 6ဘုံမာဒီဒါဒီထိုင်းတီနံပါတ်ကျွန်တော်တို့က6လုံးနံပါတ်ဖြစ်တယ်ကျွန်တော်တို့ကနောက်3လုံးကို 3D ကစားခြင်းဖြစ်တယ်เนาะဒါကြောင့်မို့လို့ကျွန်တော်ဒီမှာ ဒီ36ထွက်ကဒါ6လုံးကြာခဲ့တဲ့အပြင်646မှာကျွန်တော်တို့ထိုင်ထီရဒီ6လုံးကြာခဲ့တယ်ပေါ့နော်အဲ့လိုစသည်ဖြစ်ကျွန်တော်ကယူထားတဲ့အရာမတဆင်ကြမိတ်ဆွေတို့လည်းကျွန်တော်ဒီလုံးပိုင်းကိုကျွန်တော်တို့ဒီကရွေးချယ်ပြီးတော့ထုံလို့ပြတ်တာသွားမယ်ဟုတ်ကျွန်တော်တို့ကဘလိုပုံစံလေးယူပြီးတော့သွားတယ်လဲဆိုတော့တစ်ချက်ကြည့်ကြအောင်ခင်ဗျာဘလိုယူတယ်လဲဆိုရင်ကျွန်တော်ကဒီမှာရှိတယ်ကျွန်တော်က9ကိုကျွန်တော်ယူမယ်ပြီးနောက်ထပ်ကျွန်တော်ကဒီ6ကိုယူလိုက်တယ်9 6ကိုယူတယ်ပေါ့နော် ကျွန်တော်ဒီလို96လေးကိုကျွန်တော်တို့ကယူလိုက်တယ်။အဲ့ဒီ96ကိုကျွန်တော်တို့ကနောက်တစ်ဆင့်ပါလုံပါလဲဆိုတော့96ကိုနောက်ထပ်ကျွန်တော်က3ပေါင်းချင်းနဲ့ထပ်ဖြည့်သွားမှာဖြစ်တယ်။နော်936ပေါင်းချင်းပုံစံကိုယူလိုက်တာဖြစ်တယ်ပေါ့နော်။936ပေါင်းချင်းကိုယူလိုက်ကျွန်တော်တို့ဒီမှာပါရလဲဆိုတော့4ဆိုပြီးရရှိတယ်။ကျွန်တော်တို့ဒီ site ကဘာ site ကိုယူတယ်လဲဆိုရင်ကျွန်တော်တို့က6 4 6ကြာခဲ့တဲ့ပင်ကိုပြမယ်။ဒီ site ဒီမရမယ်ကျွန်တော်တို့ကို ခွန်ရှိကြခဲ့တဲ့အပြင်ပြမယ်ဒီ site ဒီကျွန်တော်တို့က6 9 6ကြခဲ့တဲ့အပြင်ပြဒီ site ဒီပြီးခဲ့တဲ့ရက်ကထွက်ထားတယ်8 9 8ကိုပတ်တာပြီးတော့ဒါဒီကျွန်တော်တို့က16ရက်စက်တလ2025မှာထွက်မဲ့တတိယအပြင်လေးနံပါတ်ကိုပြတာပဲဥပဆိုရင်ကျွန်တော်တို့မြင်တွေ့တဲ့အတိုင်းပဲ96ကို3ဖြည့်ပေါင်ခြင်းပေါင်လိုက်တာ4ဆိုပြီးရတယ်အဲ့ဒီ4ဒီပါဖြည့်ရမယ်ထွက်မယ်ဒီဒီမှာလုံးပိုင်ဆိုပြီးဆင်းရမှာဆိုတော့6 4 6မှာကျွန်တော်တို့ဒီမှာ လေးလုံးပိုင်လေးရသွားတယ်ဒီပုံစံလေးပဲချုံမိတ်ဆွေအတွက်နောက်ထပ်ကျွန်တော်တို့ကအထောက်အကူပြုမယ်ခဏတလုံးကိုလာမယ့်16ရက်စက်တလ2025အတွက်ထပ်မပြီးတော့ဒီပုံစံနဲ့ခြူစားပြီးတော့ပြတ်တာအိုမာဖြစ်တယ်ခင်ဗျာဟုတ်ဒီဆိုင်တည်တဲ့ချုံမိတ်ဆွေအတွက်အကြိုက်တွေ့မဲ့ဆိုင်ချိန်မှာပါမယ်ထင်တယ်ပြီးရင်ကျွန်တော်နောက်တစ်ဆိုင်နောက်ဆိုင်ကလည်းထုံနေတူပဲကျွန်တော်ဒီမှာရှိတယ်၃ညရဲ့6ရက်ကိုကျွန်တော်ကဆက်ပေါင်းမယ်၃ည6 ပေါင်ခြင်းအဲ့ဒါကိုနောက်ထပ်၃ဖြည့်ပေါင်လေးသွားမယ်၃ည၃ပေါင်ရင်းဖြစ်သွားတယ်၃ည၃ပေါင်ခြင်းကကျွန်တော်ဒီမှာပါရ6ဆိုပြီးရရှိတယ်အဲ့ဒီ6ဒီဘာဖြစ်ရမလဲထွန်းမယ်3ဒီမှာလုံးပိုင်ဆိုပြီးဆင်းရမှာဆို6ခွန်8မှာ6လုံးပိုင်လေးဆင်းသွားတယ်เนาะကြည့်ရတာရရှင်းမယ်ထင်တယ်ပေါ့เนาะ၅၃6ပေါင်ခြင်း၄၆၄၆မှာ၄လုံးပိုင်တုံညတုံ၆ပေါင်းခြင်းကကို၉ခွန်ရှင်းပါကိုလုံးပိုင်းပုံစံလေးနဲ့သွားရဖြစ်တယ်။ဟုတ်ပြီနော်ကျွန်တော်တို့ဆက်နောက်ဆက်ရည်တည်တယ်ကျွန်တော်ဒီမှာရှိတယ်ကျွန်တော်က၈ရဲ့၈ရဲ့ကိုဆက်ပေါင်းတယ် ရှစ်ရှစ်ပေါင်ရင်ကိုကျွန်တော်တို့ကယူလိုက်တယ်ခင်ဗျာရှစ်ရှစ်ပေါင်ရင်အဲရှစ်ရှစ်ပေါင်ရင်ကိုနောက်ထပ်သုံးဖြည့်ပေါင်လေးသွားမယ်ရှစ်သုံးရှစ်ပေါင်ရင်ရှစ်သုံးပေါင်ရင်ကတင်းတင်းရှင်းနဲ့ကျွန်တော်ပေါင်ရင်ရတယ်ကျွန်တော်ဒီမှာပါရကိုဆိုပြီးထည့်ရတယ်အဲ့ဒီကိုဒီပါဖျက်ရမယ်ထွက်မဲ့3ဒီမှာလုံးပိုင်ဆိုပြီးဆင်းရမှာဆို696မှာကိုလုံးပိုင်လေးကြာသွားပြန်ပါတယ်ခင်ဗျာနော်အရန်ကိုသူချာချာနဲ့ရရှိလိုက်တဲ့ခဏလေးဆိုအားရချင်တယ်မယ်ထင်တယ်ပြီးနေနောက်တစ်ဆက်ကိုဆက်ကြည့်အောင် နောက်ဆိုင်တည်တယ်ကျွန်တော်တို့ဒီဘက်ကဆက်ယူလဲဆိုရင်ကျွန်တော်ဒီမှာရှိတယ်တုံညရဲ့6ရဲ့ကိုဆက်ပြီးတော့ပေါင်တယ်အဲ့ဒါဝတ်နောက်ထပ်3ဖြည့်ပေါင်လေးထည့်ယူရင်3ည36ပေါင်ချင်တည်ရပါရတယ်ကျွန်တော်တို့ဒီမှာ9ဆိုပြီးထည့်ရတယ်အဲ့ဒီ9ဒီဘာဖြစ်ရမလဲထွက်မဲ့3တွေမှာလုံးဝဆို8 9 8မှာ9လုံးပိုင်ဆိုပြီးတော့ထည့်ရသွားတယ်เนาะမြင်ရတာတွေ့ရတာရှင်းမဲ့ထင်တယ်9 3ဖြည့်ပေါင်6 4 6 4 6 4 3ည36 3ဖြည့်ပေါင်9 ုကို၈ကျွန်တော်တို့ဒီမှာကိုလုံးပိုင်း၈၈ကို၃ဖြစ်ပေါင်း၉၆၉၆မှာကိုလုံးပိုင်း၃ည၆ကို၃ဖြစ်ပေါင်း၉၈၉ရှိမှာကိုလုံးပိုင်းဆိုပြီးတော့ရရှိတယ်ပုံစံပဲဖြစ်တယ်အခုထပ်ပြီးတော့ကျွန်တော်မိတ်ဆွေတက်ဆက်တော်ပါသည်လာမယ့်တာ၁၆ရက်၁၇လပိုင်း၂၀25မှာထွက်မဲ့ 3D ရဲ့ကျွန်တော်မိတ်ဆွေတွေအတွက်လုံးပိုင်းအကောင်းဆုံးလေးဖြစ်တယ်အဲ့ဒါကလေးကျွန်တော်ပေးရထပ်ယူတယ်လေဆိုရင်ကျွန်တော်ဒီမှာရှိတယ်၃ကိုဒီက၈နဲ့ပေါင်းမယ် သုံးရှစ်ကိုနော်နောက်ထပ်သုံးဖြည့်ပေါင်းလေးနဲ့သွားမှာဖြစ်တယ်အဲ့တော့ကျွန်တော်ကသုံးရှစ်ကိုသုံးပေါင်းတော့သုံးသုံးပေါင်းခြင်းက6 6နဲ့10နဲ့ပေါင်းရည်ဒီပါဖြစ်တယ်လေးဆိုပြီးရရှိတယ်အဲ့ဒီလေးဒီပါဖြစ်ရမယ်ထွန်းမယ်3ဒီမှာလုံးပိုင်းဆိုပြီးကြာရမှာဒီလေးဒီလာမဲ့တာကျွန်တော်တို့16ရက်17လပိုင်း2025အတွက်လုံးပိုင်းဖြစ်တယ်ခုစဉ်တော့ကြောမိဆွေတွေကျွန်တော်တို့ကဒီမှာခဏဒီကျွန်တော်တို့ကလေးလုံးဖြစ်သွားပြီနေ့ လေးဆိုပြီးတော့ခဏလေးတော့ရရှိတယ်အဲ့ဒါဆိုရင်ကျွန်တော်မိတ်ဆွေတွေခဏကိုဘလို့တွေ့ဆက်ဒါပေမဲ့စိတ်မပူပါနဲ့ကျွန်တော်ရရှိထားတဲ့ခဏလေးလုံးထက်ကကျွန်တော်ခြေစုံကိုဒီမှာထုတ်ပေးထားမယ်နောက်ရက်မှလည်းပါပြလို့အဲ့လိုခဏကအကောင်းဆုံးကိုရွေးထုတ်တယ်ဆိုရဲဗီဒီယိုဖိုင်လေးနဲ့ထပ်မံပြီးတော့တင်ဆက်ပေးမယ်ဒီဗီဒီယိုလေးကိုလည်းဆောင်ပြောပြီးတော့ကြည့်ရှုခြင်းနဲ့ဆိုရင်လည်းကျွန်တော်ဗီဒီယိုဖိုင်လေးရောက်ကနေရော Subscribe ဆိုရဲစာတာနဲ့ ဒီဗီနာခေါင်းလောင်းလေးကိုတည်ထားရင်ဖြစ်ကျွန်တော်တင်ပြမြောက်ဗီဒီယိုတွေကိုကျွန်တော်မိတ်ဆွေတွေချင်းနေပြင်ကြီးထပ်မံကြည့်ရှုနိုင်မှာဖြစ်တယ်။ပြီးတော့လည်းကျွန်တော်တို့ပြီးခဲ့တဲ့ဘောတော့တရက်ဆက်လာပိုင်း2025မှာကျွန်တော်ဒီဆိုင်နဲ့ပေးထားတဲ့ဒီ699မှာဗီဒီယိုတွေ့ရသည်လေရမယ်လို့လည်းထင်တယ်။ရတဲ့တွေ့ရတဲ့ကျွန်တော်တို့ဗီဒီယိုဝါစာလေးဖြစ်ဖို့ထောက်ဆူခြင်းနဲ့ဟုတ်ကဲ့အခုဆိုတော့ကျွန်တော်မိတ်ဆွေတွေကဏ္ဍလေးတွေ့ဆက်ပေးတော့မယ်။ရရှိထားတဲ့ကဏ္ဍကတော့ကျွန်တော်တို့ဒီမှာတွဲလေးကိုအရင်ဆုံးပြသပေးမယ်။အတွဲ ကျွန်တော်အခွေကလေးပေါ့ခင်ဗျာနော်အဲဒါကတော့မြေတွေးတဲ့အတိုင်းပဲရရှိလိုက်တာကတော့ကျွန်တော်တို့ကနှီးရဲ့ကျွန်တော်တို့ကိုးရဲ့ရှိရဲ့ကျွန်တော်ဒီမှာလေးရဲ့ဆိုပြီးတော့ခဏလေးတုံးကိုရရှိတဲ့ကျောင်းမိတ်ဆွေတွေလို့လို့ခွေအုံပြနိုင်တာဖြစ်တယ်ဒါအတွက်ခွေလေးပေါ့နော်ဒါကတော့ကျောင်းမိတ်ဆွေတွေကျွန်တော်ခဏရွေးထုတ်ပေးတော့မယ်ဒါဒီလာမယ်ဒါ16ရဲ့ကျွန်တော်တို့17လပိုင်း2025မှာထွက်မယ် သတိတွေကိုကျွန်တော်မေးစုတွေကျွန်တော်ကရွေးချက်ပြီးတော့တင်ဆက်ပေးတော့မယ်အဲ့ဒါတော့ကျွန်တော်ရဲ့အကျိတ်ဆုံးခဏကိုကျွန်တော်ရွေးထုတ်มาဖြစ်တယ်အဲ့ဒါဒီကျွန်တော်မေးစုတွေအတွက်1 4 8ဆိုတဲ့ခဏနဲ့ကျွန်တော်မေးစုတွေအတွက်ကျွန်တော်ကဒီ1 9 8ဆိုတဲ့ခဏနှစ်ခွက်ကိုရွေးထုတ်ပေးလိုက်မယ်ကျွန်တော်မေးစုတွေကတော့တကယ်လို့ စိတ်မချဘူးထင်ရင်လေးလုံးကိုခွင်ထီထီမိမိဖြစ်မှာပါဒါဆိုရင်တော့ကောင်းဆုံးနဲ့အကောင်းဆုံးကိုရွေးချယ်ပေးလိုက်ပြီဆိုတော့အချိုက်တူမယ်လို့လည်းမျှော်လင့်နေကျောင်းဝေတို့လည်းကြည့်ရှဲမိတ်ဆွေအားလုံးဒီကနေ့လေးနဲ့ပေါ့ပါစီအောင်ဆုမကောင်းတောင်းပေးတယ်ကျောင်းဝေတို့လည်းကြည့်ရှဲမိတ်ဆွေအားလုံးဒီစိတ်ချမ်းသာခွင်ချမ်းသာနဲ့ပြည့်စုံပါစေရှင်ပေးတော်ပါဘေးယောဂဘေးအားလုံးကိုကြော်လာပြီးတော့ဒီကနေ့လေးနဲ့ပေါ့ပြီးတော့ လူဒန်းနိုင်ပြီးတော့မိသားစုဘဝကိုပျော်ရွှင်စားထားနိုင်တဲ့သူတွေဖြစ်ပါစေချောင်းဆုမကောင်းတောင်းရင်လည်းပဲကျောင်းဗီဒီယိုလေးကိုကျွန်တော်ကဒီလောက်နဲ့ပဲဆုံးသက်ခါရန်နာပါတယ်အားလုံးကိုအထူးပဲအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးလည်းပေါ့ကြပါသေးခင်ဗျာ